ပြီးတော့မျှဝေပေးလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးအချိန်ခါကြာရောက်နေတဲ့အခါမှာဆိုလို့ရှိရင်ဒါအရန်ကိုမှဒီလိုမျိုးတွေပြောတင်တယ်ဒါတကယ်ကိုလိုအပ်နေတဲ့အချိန်ကာလတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာညီလေးတွေညီမလေးတွေအနေနဲ့အင်္ဂလိပ်စပီကင်တွေကိုကြွန့်ကြန့်ကျင့်ကျင့်တတ်ထားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့အခုဖြစ်ပြနေတဲ့အရာတွေကိုဒါဘယ်လိုပြောမလဲအခုလိုမျို ဒီလိုမျိုးကိုအခြားပြန်ပါဘာသာတွေနည်းနည်းပေါ့နော်အင်္ဂလိပ်ဘာသာတို့ဘာလို့ကိုဘယ်ကိုရထားတဲ့ဘာသာတွေနဲ့ကိုကဒါအခုလိုမျိုးပြောပြလို့ရတယ်ပေါ့နော်ပြောပြပြောပြသိနေလို့မြင်တယ်ပေါ့နော်အာဆိုတဲ့ခါကျတော့မြန်မာဆိုတာကတချို့နိုင်ငံတွေကမသိတဲ့နိုင်ငံတွေတောင်မှရှိတဲ့နေရာတွေရှိသေးတယ်ပေါ့နော်ဆိုတာကတချို့နေရာတွေဆိုလို့ရှိရင်မြန်မာလို့မပြောလို့ပြောလို့ရှိရင်မတည်ဘဲနဲ့အမေစုကိုပြောရင်တော့တည်တဲ့နိုင်ငံတွေလည်းရှိတယ်ပေါ့နော် အဲအဲ့ဒီလိုမျိုးတွေတောင်မှတွေ့ကြုံခဲ့ရတယ်ပေါ့နော်အာဘလဝဲပြောနေနေမြန်မာဆိုတာတချို့တကယ်မသိတဲ့နိုင်ငံတွေမသိတဲ့နိုင်ငံတွေလို့ပြောရမလားမသိတဲ့လူတွေလို့ပြောရမလားမသိဘူးပေါ့နော်နိုင်ငံခြားသားတွေတချို့ပြီးဆိုလို့ရှိရင်အာမြန်ဘယ်ရလဲဗာလဲကိုကမြန်မာဘာညာပြောလို့ရှိရင်လုံးဝမြန်မာဆိုတာသူတို့မသိဘူးအဲ့လိုမျိုးပဲပြောချတယ်ပေါ့နော်အာတွေ့ခဲ့ရတယ်ပေါ့နော် လူတိုင်းတော့မဟုတ်ဘူးနိုင်ငံတကာနိုင်ငံတိုင်းရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လူတိုင်း မြန်မာကိုမတိချဘူးပေါ့နော်အဲ့ဒီအတွဲအခုလိုမျိုးပြောတတ်ဆိုတတ်တဲ့သူတွေအနေနဲ့ဒါအခုချိန်ကာဆိုရင်ဒါပြောတင်တယ်လို့ကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဆိုတော့တွေ့ကြုံနဲ့ပြောရမယ်ဆိုရင်တော့တကယ်အဲ့လိုမျိုးကြုံခဲ့မှုတွေပေါ့နော်အာကျွန်တော်တို့ပြန်ပါသွားတဲ့အခါဒီမှာဆိုလို့ရှိရင်ပြောတယ်ပေါ့ကျွန်တော်တို့ကအာမြန်မာလာတယ်ပါညာပေါ့နော်အဲ့လိုမျိုးပြောလို့ရှိရင်အာမြန်မာဆိုတာဘယ်ကလဲပါလဲပေါ့နော် ပြန်နိုင်ကြလဲအဲ့လိုမျိုးမတိဘူးပေါ့နော်သူတို့ကအဲ့လိုပုံစံမတိတဲ့လူတွေလည်းကြုံခဲရတယ်လို့မျိုးနောက်တစ်ခုကကျွန်တော်တို့อืมထပ်ပြောကြည့်လိုက်ထပ်ပြောလိုက်မယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အရှေ့ရစရာတစ်ခုရခဲ့တာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့အရှေ့ရစရာတစ်ခုရကြတော့ဒါလည်းကျွန်တော်တို့ဒါ honeymoon လေခရီးသွားရင်းနဲ့ ထိုင်းနိုင်ငံမှာပေါ့နော်အဲ့ဒါကတော့ထိုင်းမှာဖြစ်ပါတယ်ထိုင်းမှာဖြစ်တယ်ဆိုတာကကိုနဲ့တီးတဲ့ထိုင်းတရားကကျွန်တော်တို့ကိုလာပြီးတော့လက်ဆောင်ပေးပါတယ်အဲ့ဒီလက်ဆောင်ကဘာလဲဆိုတဲ့အခါကျတော့ကြည့်လိုက်တော့ကျွန်တော်တို့မြန်မာနိုင်ငံကမြန်မာပတ်စံဖြစ်ပါတယ်ပေါ့နော်မြန်မာပတ်စံဖြစ်ပါတယ်မြန်မာပတ်စံကအာ အာနိုင်ငံကြတာကသူကဒီမြန်မာပြည်နဲ့ပြန်လာတာပေါ့နော်အဲ့ဒီနိုင်ငံကြတာကြတော့သူကမြန်မာပြည်ကိုတည်တယ်လူပေါ့နော်မြန်မာပြည်နဲ့အလဲပြန်လာတယ်မြန်မာပြည်နဲ့အလဲပြန်လာပြီးတော့ဘာလဲဆိုတော့အာကျွန်တော်နဲ့ကမ်းခြေတနေရမှာသွားဆုံတာပေါ့နော်သွားဆုံတဲ့ခါကြတော့အဲ့ဒီလိုမျိုးသူကကျွန်တော်ကိုလက်ဆောင်ပေးတယ်လက်ဆောင်ပေးတဲ့ခါကြတော့ဘာဖြစ်နေလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဗတ်ဆန်200တန်းဖြစ်တယ်ပေါ့နော် ည်းနည်းတော့ကြာပြီပေါ့နော်အဲ့ဒီဟာကသူကမင်းမင်းရဲ့မြန်မာနိုင်ငံသားဆိုတော့ငါမင်းကိုလက်ဆောင်ပေးပါတယ်ဆိုပြီးသူကပေးခဲ့တာပေါ့နော်အဲ့ဒီမှာထိုင်းတယောက်ကမြင်သွားတယ်ပေါ့နော်မြန်မာနိုင်ငံပတ်ဆက်ဆိုဘယ်လိုလဲသူကကြည့်တယ်ပေါ့နော်ကြည့်တဲ့အချိန်မှာဘာပြောရလဲဆိုတော့ဘင်းနုနိုင်ငံကတလိဆန်ကိုကိုးကွယ်တာလားဆိုပြီးတော့ပြောခန့်ခဲ့ရပါပါတယ်ဒါကန့်ချစ်တဲ့နေရာမှာပေါ့နော် ။ဘာဖြစ်လို့အဲ့ဒီလိုမျိုးပြောခံရတာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပတ်စံရဲ့မာကအဲ့ဒါပါကြီးလေချင်းသေးယုတ်ကြီးမဟုတ်လား။ချင်းသေးယုတ်ကြီးဆိုတော့အဲ့ဒီလိုမျိုးပြောခံထိတာပေါ့နော်။ဒါဆိုတော့မြန်မာနိုင်ငံကတလိဆန်ကိုကွဲတာလားလို့ပြောတဲ့အခါကျတော့ပတ်စံထဲမှာကလည်းဒီပုံပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဘာမှပြောဖို့ခွင့်အားမရှိခဲ့ပါဘူးဆိုတာကို Today I would like to speak out for my country Myanmar So our country has been going through a lot of horrific and terrifying things for example war a uh, flood and now a 7.7 .7 magnitude earthquake has hit our Myanmar and it destroyed most of our second largest city Mandalay It got every a lot of houses collapsed and broke down and we couldn't do anything about it. This video is especially for to speak out for our country. This earthquake uh, leads to many people injured and thousands of people uh, dead and many um, dead bodies that haven't been discovered yet. And right now, I am at a place where uh, there was a fire because of all the garbage that was not thrown when uh, this place was built. And as you guys can see, there were 400, over 400 houses. Literally, uh, this is kind of like an area. And then, like, this whole area got burned down. No houses left and just plain, just plain destroy city. This is proof of how uh, there were trash here. So as you guys can see, the land is really soft. This video is to request you guys for any help as possible. Anything would be enough for our country. Because our country has been in ruins and we need your guys' <laughs> help to recover. We would like to request you guys. Uh, ဒီဒီညီမလေးဆွေလေးတာတကယ်ကိုငယ်သေးတယ်ပေါ့เนาะဒါပေမဲ့သူပြောနိုင်တဲ့အတိုင်းသူပြောတယ်ပေါ့เนาะဘယ်လောက်ကိုယူဖို့ကောင်းလဲပေါ့เนาะဘယ်လောက်လေးစားဖို့ကောင်းလဲဒါကြောင့်မလို့ပြောချင်တာက စပီကင်ကိုကျွမ်းကျမ်းညစ်တင်တတ်ထားတဲ့ညီလေးညီမလေးအနေနဲ့ဆိုရင်ပြောတဲ့နေပေါ့နော်ကိုနဲ့ကိုနိုင်ခံပါအခုဆိုရဥပမာကိုနိုင်ခံရဲ့ဖြစ်ဖြစ်နေတဲ့ဟာတွေကိုကိုကအင်္ဂလိပ်လိုမျိုးပြောမယ်ဆိုလို့ရှိရင်ဒါအရင်ကောင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့ပြောတတ်နားလည်တဲ့သူတွေအနေနဲ့များများဟာပြောပါနောက်တစ်ခုကပြောချင်တာကတည်တင်းလေးတွေကိုနားထောင်ပြီးတော့ကိုကအဲ့လိုမျိုးအင်္ဂလိပ်ဘာသာတွေနဲ့များများပြောစီချင်တယ်ပေါ့နော်အာ ဘာဖြစ်လဲဆိုခုချိန်မှာကတအားလိုအပ်တယ်ပြောရရင်ပညာအအဓိကကြတယ်ပေါ့နော်ပညာအအဓိကကြတယ်ဖြစ်တဲ့အတွက်နဲ့ကမ္ဘာတုံးဖြစ်နေတဲ့ဒီအင်္ဂလိပ်စကားဆိုတာဒါတကယ်ပြောတင်တယ်ပေါ့နော်โอเคနောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လည်ဆုံကြည့်ကြမယ်နော်ဗီဒီယိုလေးလေးကိုကြည့်ရှုပေးတဲ့တွေကိုအားလုံးသူပဲကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်